မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော့ဤကကနိဘတ်တေကနံပါတ်124အမ်ဘာဇက်တော့အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့သောတရဝါများအားရေပေးလူတစ်ဖြစ်တပံကျေးဇူးပြုသောအစာအာဟာရကိုမှီ၍အများချမ်းနာရသောဝတ်နှင့်ပြည့်စုံသောယတိအကြောင်းအောက်ပါအတိုင်းပေါ်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် နတ်လူတို့ဤစရာဖြစ်တော်မူသောမြတ်စွာဘုရားသည် စေတဝန်เจ้า၌တရင်သုံးတော်မူစဉ်တဝတိမြို့သာရေတိတပါသည်ဝုကြည်ဝငယ်နှင့်ပြည်စုံ၏ထိုယဟန်သည်ဆရာဥပိစေတို့၌ပြုရာတော်ဝတ္တုကို၎င်းတပြည့်စည်လဲခြင်းတောက်ရည်သုံးဆောင်ရည်တည်ထားခြင်းစသောဝတ္တုကို၎င်းအမြဲပြုလေးရှိသည်ဒယကာတို့သည် အလွန်ကြီးညိုသည်ဖြင့်သုံးဖို့900တို့ကိုအမြဲနှိမ့်ဆက်ပဲ့ လူဒန်းကြကုန်၏များသောလက်သက်ပကာရှိ၏ထိုယဟန်းကိုအမိပြု၍ယဟန်းများစွာတို့သည် ချဲချဲတတာစားတောက်နေထိုင်ကြရကုန်၏ထိုအခါယဟန်းတို့သည်တရားပင်ဝဲစကားဆက်မိကြ၍ထိုယဟန်း၏ဂုံကျေးဇူးကိုချီးကျူးပြောဆိုနေကြရာမြတ်စွာဘုရားကြွလာတော်မူ၍ယဟန်းတို့ဤယဟန်းက ယခုအခါ၌သာဝကြီးဝငယ်နှင့်ပြည်စုံနေမဟုတ်ရှေးအခါ၌လည်းပြည်စုံခဲ့ပူပြီးယတိတယောက်ကိုအမိပြုကယတိ900တို့တောတို့မတွားရပဲတတိကြီးငယ်ဖြစ်မြတ်တာကချမ်းချမ်းသာသာစားတော့နေထိုင်ရဖို့ဘီဟု မိတော်မူကအောက်ပါဒိဆက်ကိုစောင့်တော်မူသည် လွန်လေပြီးသောအခါဗာရဏသီပြည်ဝဲပြမတတ်မင်းမင်းပြုသည်ရှိသောဖျားလောင်းသည်ဩတ္တစဘုံနာမျိုး၌ဖြစ်၍အွေရောက်လက်သောယတိယဟန်ပြုလျက်ယတိ900အချေယံဖြစ်တောင်းချေရင်တစ်ခု၌နေလေ၏ထိုအခါခိမွင်သာဝဲပူပြင်းသောနှွေအခါဖြစ်၍အရက်တကားတို့ဝဲတောက်ရည်ပြက်ကုန်၏တိရိစ္ဆာန်တို့သည်တောက်ရည်ကိုမရကုန်သည်ဖြင့်ပင်ပန်းကြကုန်၏ ထိုအခါယတိတပါသည်တရိษံတို့ရေငတ်ခြင်းစင်းရဲကိုမြင်သည်ဖြစ်တနာကရုဏာတက်ကတစ်ပင်တစ်ခုကိုဖျက်၍စားခြင်းထွင်းပြီးလျင်တောက်ရည်အပြည့်လောင်း၍ထားလေ၏။များစွာသောတရိษံတို့တောက်ကုန်လက်တော်ယတိသည်တောက်ရည်ကိုသာတွင်တွင်ခတ်နေသည်ဖြစ်တစ်တီရှာခွေမရအဟာရပြည့်လျက်လေတောက်ရည်ကို ပေးမြဲတိုင်းပေးလေ၏။ ဘုရားခံတားငတ်အပေါင်းတို့သည်စီဝေးကြကုန်လျက်အမောင်တို့ယတိမှာတောက်ရီကိုခတ်နေရသည်ဖြင့်တတိရှာခွေမရအဟာရပြည့်၍ပင်မန်းလာပြီတို့တို့ရေတောက်လာတော့တားငတ်တို့သည်မိမိတို့အစွမ်းရှိသလောက်တတိကိုယူခဲကြလျင်ကောင်းမည်ဟုတိုင်ပင်ညီညွတ်ကဤနေ့မှစ၍ရေတောက်လာတော့တားငတ်တို့သည်တတိယူခဲကြစရန်ဟုကတိကဝတ်ပြုကြကုန်၏ တားမြတ်တို့လည်းရေတောက်လာကြတော့အခါဂတိကဝုပြုထားသည့်အတိုင်းတရက်ပင်းနေစသောတစ်တီတို့ကို ကုခဲ့ကြကုန်၏တစ်တီတို့ကလဲဆက်နှစည်းခွဲတိုက်လောင်မြားများပြားကုန်၏ယတိမာယာတို့လည်းထိုတစ်တီတို့ဖြစ်ပင်မြတ်တလျက်နေထိုင်ကြကုန်၏ယတိကြီးသည်များစွာသောတစ်တီတို့ကို မြင်၍တပည့်တို့ဝကြီးဝငယ်နှင့်ပြည်စုံသောယတိတယောက်ကိုအမိပြုကား တော်တော်တတိရှာမသွားရတော့ပဲယတိ900တို့ချမ်းချမ်းသာသာစားတော့နေရသည်ဟုဝှနှင့်ပြည်စုံသောယတိဤလုံလာဝိရိယကိုကြီးကျူးလေ၏ထို့နောက်တပည့်တို့ပညာရှိသူမှန်လျင်အမြဲလုံလာပြုရမည်မပြင်းရရာလုံလာ၏အကျိုးကိုကြည့်ရှုကြလော့တရက်ပင်နေစသောဤတတိတို့မှာလုံလာ၏အကျိုးမဟုတ်ပါလော့ဟုယတိအပေါင်းတို့အားပြောကြားကအစောမပေးလေ၏ ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစုံပံနှစ်တန်သောဝတ္ထုတို့ကိုနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါဝတ်ပြည့်စုံသောယတိသည်ယခုအခါဝတ်ပြည့်စုံသောယဟန်ဆရာယတိကြီးသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်အံဘာဇတ်တော်ဤတွင်ပြီးဤ ခုလိုဖတ်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။